ဒါရိုက်တာမိုက်တီတေးဆောင်ကျော်ဝင်းထွတ်ဟာသာတေးဆောင်အုံတိုင်းတို့ကိုဆေးအဆူကသူတို့ရဲ့ဝါရဖြန့်ချီဇာကားကိုဝေဖန်တဲ့အမှုနဲ့အောက်တိုဘာလ29ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်ဒါရိုက်တာမိုက်တီက401လက်မှတ်ထိုးပြီးတော့လွတ်ငင်းပေးထားတဲ့သူဖြစ်လို့ထောင်ကျွေးချံကိုပါပေါန့်ခံရလိမ့်မယ်လို့ဆိုထားပါတယ်အဲ့ဒီထောင်ကျွေးချံစနစ်ကြီးကလည်းလူခွင့်ရေးချိုးဖောက်တဲ့လောက်ရတမင်ချိုးနှိမ်ချင်လို့လောက်ထားတဲ့ဆေးအဆူရဲ့တီထွင်ဖန်တီးချက်ကြီးပါ အောက်တိုဘာလ29ရက်နေ့မှာတော့ဒါရိုက်တာအောင်ချမ်းလူကိုပါထပ်ဖက်ပါတယ်ပြပရောက်နေတဲ့အဆိုတော်ရန်ရန်ချမ်းရဲ့ရွေးကောက်ပွဲဝေဖန်တဲ့ post အောက်မှာ love reaction အသေးပုံပေးလို့ဖန်တာလို့ဆိုပါတယ်တစ်ချက်ကလေးကလေးုံတို့ယုံတဲ့တောင်မှပက်ပက်ဆက်ဆက်လုပ်မယ်လို့တတိတဖို့အားဖြင့်ကြွေးကြော်တာပါဒီเจ้าတွေကိုစေအုပ်စုပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတောင်မှထွက်ပြောထားပါတယ်ထွက်ပြောတယ်ဆိုတာက ဖမ်းယုံနေမကဘူးဖမ်းနာကိုပါလူများများသိစေချင်တဲ့သဘောကိုထင်ဟပ်ဖော်ပြနေတာပါသူတို့ကိုဖမ်းတဲ့အပြင်ကြံတဲ့လူတွေကိုပါ၆လက်နဲ့သဘောဖြစ်ပါတယ်ဖမ်းကျင်တာထက်တောင်မှ၆လက်ကျင်တာကပူပုံရပါတယ်သူတို့ရဲ့တရားမဲ့ရွေးကောက်ပွဲကြီးပြက်မှာတိတ်ကြောက်နေတာဆိုတော့အဲ့ဒါလိုပါပဲဒါပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်တွေ့မှရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစွာသူ့ကိုကျွန်တော်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးယခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစေရေးဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထွတ်ပုံတိုင်းခေါ်ဇော်မင်းတို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကို နောက်ရှက်ဟန်တာဖြည့်စီခြင်းမှာကာကွယ်ပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာ ဖြစ်ကြောင်းပြောကြားလိုပါတယ်ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်လို့ပြောသွားပါတယ်ဒါရိုက်တာမိုက်တီဘာတွေရေးခဲ့တယ်လဲဆိုတာဘာမှအထောက်အထားမပြနိုင်ပါဘူးဘာမှမလုပ်ဘာမှမရေးဘဲနဲ့အညိုးနဲ့ဖန်စီသွားတယ်လို့နီးစပ်တဲ့အတိုင်းဝိုင်းကကြဲကြဲလောင်လောင် ပြောဆိုဝေဖန်ကြပါတယ်ဒါရိုက်တာမိုက်တီဟာ NLD လက်ထက်တုန်းက NLD ရွေးကောက်ပွဲအောင်နိုင်ရေးရိုက်ခဲ့မှုပါတယ်အဲဒါကြောင့်အညိုထားဖန်ဆီးတာလို့ဆိုပါတယ်ဒရိုက်တာမိုက်တီဟာသူတို့ဝါရဖြန့်ကားတင်ထားတာကိုဟာဟာသွားပေးတာလေတစ်ချက်နဲ့ပဲဖမ်းလိုက်တာလို့လည်းဆိုပါတယ်ဟာဟာတစ်ချက် ထောင်သုံးနှစ်အသက်တစ်ချက်ထောင်သုံးနှစ်လောက်နေတဲ့မအာလခစ်ဆိုးကြီးရှိခဲ့မှုတယ်ဆိုတာကိုနောက်တစ်ချိန်မှာ သားရင်းကြီးတွေကိုပြန်ပြောရမယ်ပုံမြင်တစ်ခုဖြစ်လာပါလိမ့်မယ်ဆိုလိုက်တဲ့အာနာရှင်စနစ်ဗျာနောက်တစ်ချိန်တမိုင်းသင်ခန်းစာတင်တဲ့အခါမှာ ကလေးတွေကိုမဆာလာခစ်နဲ့မအာလာခစ်ဘဲခစ်ကပိုဆိုးတယ်လေလို့မေးလို့ရှိရင်ကလေးတွေကတော့မေကွန်းတက်တာပဲလို့ပြောကြမှာပါ1988 89မှာဆေးဥစုအာနာတိန်တို့ကစစ်ခုံရုံးဖွဲ့ပြီးတော့မတရားဖမ်းဆီးအရေးယူတာတွေလုပ်ခဲ့မှုပါတယ်အဲ့ဒီတော့ကအခုလိုပဲရက်ကျေးဥက္ကဋ္ဌကအစအာနာဇောင်းထက်ပြီးတော့ဂျိုးတမျှမျှလုပ်နေတဲ့အချိန်မှာသူတို့ဝါရဖြန့်ချီရေးကားတွေကအောင်းခိုင်းလို့ပါပဲငါတော့လာမစနဲ့ခွေထက်လိုက်မယ်ဆိုတာကြည်ပါပဲ အဲ့ဒီမှာအညာကရွာတရွာမှာကြေးရွာငိမ့်ပြီးဥက္ကဋ္ဌနဲ့သူ့တမက်နဲ့မတည့်ကြပါဘူးငိမ့်ပြီးဥက္ကဋ္ဌအိမ်မှာခြံစည်းအပေါ်မှာပေါက်နေတဲ့တံမြာသီးပင်တစ်ပင်ရှိပါတယ်အဲ့ဒီတံမြာသီးကိုထိရတဲ့ကောင်ထိကြည့်ထိတဲ့ကောင်ထိတ်တုံးကတ်မယ်လို့ဥက္ကဋ္ဌကကြိတ်ထားပါတယ်အဲ့ဒါကိုအမြင်ကတ်တဲ့တမက်ကခြံစည်းအအပြင်ဘက်တစ်ခိုင်းထွက်ပြီးတော့တီးနေတဲ့တံမြာသီးကိုခူးပြီးတော့ငါးခူးရဲ့ကွာဘာလုပ်ချင်တယ်လို့ပြောပါတယ်အဲ့ဒါကိုဥက္ကဋ္ဌရောက်ခမကအာနာပြကျင်တော့မှတ်လောက်တားလောက်အောင်ဆိုပြီးတော့တမက်ကို စစ်တပ်နဲ့လာဖမ်းခိုင်းလိုက်ပါတယ်။စစ်အုပ်ချုပ်ရေးဆိုတော့စစ်သားတွေကဒိုက်ရိုက်လာဖမ်းပါတယ်။အဲ့ဒီနောက်သမီးနဲ့ဖေရေလည်းရန်ဖြစ်ပြီးတော့ရခုမကလည်းစိတ်ပြေသွားတဲ့အချိန်မှာပြန်လွတ်ပြေးဖို့တွားထုတ်တော့မရတော့ပါဘူး။စစ်အုပ်ချုပ်ရေးခင်မလို့ဖမ်းပြီးရပြန်လွတ်ပြေးလို့မရပါဘူးတဲ့။တိုက်မှုကဘလို့အမိန်ပေးထားတယ်လဲဆိုတော့အမှုသေးသေးလေးတွေဆိုလို့ရှိရင်စစ်မင်းနဲ့ဝန်ခံလို့ရှိရင်ထောင်သုံးနှစ်ဝန်မခံလို့ရှိရင်ထောင်ငါးနှစ်လို့အမိန်ပေးထားပါတယ်။တံမြာတိတလုံးခိုးပါလေလို့ဝန်ခံလိုက်ရပြီးတော့ အဲ့ဒီတပယ်ဖြစ်တဲ့သူဟာထောင်သုံးနှစ်ကြာသွားပါတယ်အဲ့ဒါဖြစ်ရမှန်ပါတမယာသီးတစ်လုံးထောင်သုံးနှစ်ဟဟတစ်ချက်ထောင်သုံးနှစ်အသက်တစ်ချက်ထောင်သုံးနှစ်ပါအာနာရှင်စနစ်ဆိုတာအဲ့ဒါပါပဲတယောက်ဆောင်ကျော်ဝင်းထွတ်တို့အုံတိုင်းတို့ဆိုတာကလည်းဘာမှပြင်းပြင်းထန်ထန်ပြောထားတာမဟုတ်ပါဘူးအထူးသတိထားပြီးတော့စင်စင်ချင်းချင်းနဲ့တွယ်ဝိုက်ပြောဆိုထားတာပါ ူတို့ပြောတဲ့စကားမှာဘာမှလက်စုပ်လက်ကင်ဆွဆွဲစရာအခိုက်အမာတက်တဲ့ထောက်ထားမရှိပါဘူးရှင်းနေကောင်းကောင်းနဲ့တိတ်တိတ်ချာချာရှောက်လဲရင်ဂွင်းလုံးကျွတ်လွတ်ရမယ်အနေထားပါဒါပေမဲ့ဘာရှင်းနေမှလည်းအခုခေတ်မှာအရေးမပါပါဘူးဘာတရားစီရင်မှလည်းအမှန်တကယ်အလွတ်လုံနေတာမဟုတ်ပါဘူးအခုခေတ်ကြီးထဲမှာဥပဒေဆိုတာကဓာတ်နဲ့တူပါတယ်တရားသူကြီးဆိုတာကဥပဒေဓာတ်ကြီးကံပြီးတော့ခုတ်မယ်ထစ်မယ်ပပလိမယ်လုပ်နေတဲ့လူမိုက်နဲ့တူပါတယ်နိုင်ငံခေါင်းဆောင်ဆိုတဲ့လူကတော့လက်မတော်ဖို့တုတ်ပါလူမိုက်ခေါင်းဆောင်ကြီးပါပဲ ပဲဘကုမျိုးဇိုင်းကနိုင်ရက်ကွက်မှာအုတ်ခုံမော်ဂစ်တာတီးနေတဲ့လူငယ်လေးနှစ်ယောက်ကို2010ခုနှစ်တုန်းကစစ်သားတွေကပြစ်ခတ်တပ်ဖြတ်လိုက်တော့အဲ့ဒီတုန်းကအသက်ထင်ရှားရှိသေးတဲ့ဗိုလ်ချုပ်ကျော်စောကကျွန်တော်တို့တီထောင်ခဲ့တဲ့တက်မတော်ကြီးလဲလက်မတော်ဖိုးတုတ်ဂိုင်းကြီးဖြစ်နေပြီလို့ပြောသွားမှုပါတယ်ဒါတောင်မှဗိုလ်ချုပ်ကျော်စောဟာမအားလာဖိုးတုတ်လုတ်ပုံတွေကို မြင်မသွားလိုက်ရရှာပါဘူးဝါရဖက်ကြီးရဲ့ပေါ်လစီကားရဲ့နာမည်ကိုခစ်သမိုင်းကိုဒုံဆိုင်မိသူများလို့ပိတ်ထားပါတယ် တကယ်လက်တွေ့ကတော့ခေတ္တမိုင်းကိုထင်ရှားဆိုင်နေကြတဲ့သူတွေပါအဲ့ဒီဇကားထဲမှာလဲချိတ်ချောက်ပြောဆိုထားတာတွေပါပါတယ်ဟာဟာမပေးနဲ့ပောက်ကြရတယ်မမှန်နဲ့အကုန်နားကားသွားမယ်ဆိုတဲ့ဇကားအဲ့ဒီဇကားထဲမှာပါဝင်ပါတယ်အနာဟောင်းကိုပြန်ဆွတယ်လို့ဖြစ်စေတဲ့အမိုက်ရိုင်းစုံဇကလုံးကတော့အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်ခေပြောင်းသွားတာတောင်မှထောင်ထဲကမထွက်ရပဲနေမယ်ဆိုတဲ့ဇကားပါမမေရပြောရလို့ရှိရင်ဒီစကလုံးဟာဘိုးနေဝင်းပြုတ်ခါနီးပြောထားတဲ့စကလုံးကို ရောင်ပြန်ဟပ်ပြီးတော့မွန်းမှန်အသုံးပြုထားတဲ့စကားလုံးမှာအဲ့ဒီလူမိုက်စကားကိုပြောပြီးဘုံနေဝင်းလည်းပြုတ်တာပါပဲဘုံနေဝင်းပြောသွားတဲ့စကားကတော့စစ်တပ်ဆိုတာပြည့်ရင်မှန်အောင်ပြစ်တယ်မိုးပေါ်ထောင်ပြီးတော့ခြောက်တာမပါဘူးနောင်ကိုစူးစူးပူပူလှုပ်တဲ့လူတွေမတက်တာဘူးသားမှတ်ပြီးတော့ဆိုတဲ့စကားပါအဲ့ဒါကိုလုံးဝပုံတူကူပြီးတော့ပြန်ပြောတဲ့စကားပါဒီစကားလုံးဟာဆေယောစုကထက်ခိုင်းတဲ့စကားလုံးလို့ယူဆเสียရဖြစ်ပါတယ်ဇာညွန့်ရေးတဲ့သူကစာရေးဆရာချစ်ဦးညိုရဲ့သားလင်္ကာညိုလို့ဆိုပါတယ် မိဘမျက်နှာကိုအိုးမဲတုတ်တာထက်တောင်မှပို့ပါတယ်နည်းနည်းလေးရိုက်ပြရစေသိခံကြပါမိဘမျက်နှာကိုသေးနဲ့ပန်းတာပါပဲဖခင်ဖြစ်တဲ့သူကိုအားနာပါတယ်သားဖြစ်တဲ့သူကိုတော့ဒိုးဆလံတင်းဆလံပါပဲအခုအမှုပညာတွေကိုဖတ်ပြီးတော့တရားစွဲတဲ့ဥပဒေကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်တဲ့ဥပဒေလို့ဆိုပါတယ်အဲ့ဒီဥပဒေကိုအခုရွေးကောက်ပွဲလုပ်တော့မယ်ဆိုတော့မှပြတ်ထန်းလိုက်တာပါဘယ်လွတ်တော့ကမှပြတ်ထန်းတာမဟုတ်ပါဘူး လွတ်တော်မရှိအောင်လွတ်တော်ကိုယ်စလဲတွေကိုထောင်ထဲထက်တော်ရဲပို့ထားတဲ့အချိန်မှာဒီဥပဒေကိုပြဋ္ဌာန်းလိုက်တာပါဘသူပြဋ္ဌာန်းတယ်လဲလို့မမေးပါနဲ့စေုပ်စုကိုယ်တိုင်ပြဋ္ဌာန်းပါတယ်စေုပ်စုရဲ့ရင်တွင်းဖြစ်ပါပဲသူတို့ခင်မှာဥပဒေဆိုတာဘာလဲလို့မေးလို့ရှိရင်ငါတို့ရေးတာဥပဒေပဲကွာလို့ဖြေပါလိမ့်မယ်ဥပဒေကိုဘလို့သုံးတယ်လဲဆိုလို့ရှိရင်ဓာတ်ဖြစ်သုံးပြီးတော့ခုတ်တာထစ်တာပေါပါလှိတာတွေကို လုပ်တယ်လို့ဖြေပါလိမ့်မယ်ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကို တစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလိုခိုးကူးပြန်တင်လုပ်တာတွေဟာမီဒီယာရဲ့ရက်တည်ရေးအတွက် ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေးရှည်ရက်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခတ်ပါတယ်ခင်ဗျာ ဥပဒေအစစ်ဆိုတာတရားဖြစ်ပါတယ်ဥပဒေအညစ်ကတော့ဓာပါအခုခင်ဗျားတို့ကျွန်တော်တို့မြင်နေရတဲ့ဓာကတော့ဓာတောင်မှအစိတ်လူထားတဲ့ဓာပါအဲ့ဒီအစိတ်လူထားတဲ့ဓာအကြောင်းကိုနည်းနည်းဆက်ပြီးတော့ပြောပါမယ်လှုပ်တာမလှုပ်နဲ့လှုပ်တာနဲ့ဖမ်းမယ်ဆိုတဲ့ဥပဒေပါဥပဒေနာမည်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်တဲ့ဥပဒေလို့ဆိုပါတယ်ဥပဒေလို့သူတို့ပြောလို့သာဥပဒေလိုက်ခေါ်လိုက်ရတာပါအ ဥပဒေအင်္ဂါနဲ့ညီတာဘာမှမရှိပါဘူးသူတို့စိတ်ထဲမှာပေါ်လာတဲ့စော်ခြင်းနှက်ခြင်းနဲ့စန္ဒတွေကိုစာစီထားတာပါပဲရွေးကောက်ပွဲပြက်အောင်ဟောပြောလှုပ်ဆော်စန္ဒပြရေးသားလို့ရှိရင်ထောင်တန်း၃နှစ်ကနေ9နှစ်ထိချမယ်တဲ့ဗျသူတို့လှုပ်တဲ့ရွေးကောက်ပွဲဟာအနိုင်ရထားတဲ့ NLD ကိုဖယ်ထုတ်ပြီးတော့အရှုံးသမားတွေနဲ့ကြီးပဲလှုပ်တဲ့ရွေးကောက်ပွဲလို့ပြောမိလို့ရှိရင်အဲ့ဒီ၃နှစ်ကနေ9နှစ်အတွင်းအကျုံးဝင်သွားနိုင်ပါတယ်တကယ်တော့ဒါအမှန်တာကိုပြောတာလေ ါပေမဲ့သူတို့ကတော့ထောင်ချမှာပါပဲမှန်တာပြောရင်ထောင်သုံးနေဆိုတဲ့ဥပဒေပေါ့ဗျာအမူးသမားတယောက်ကရက်ကွက်တခုထဲမှာသွားပြီးတော့စိတ်ခေါ်တဲ့ဗျအဲ့ဒီရက်ကွက်ထဲကဒီရက်ကွက်ထဲမှာဘယ်ကောင်မိုက်လဲကွာမိုက်တဲ့ကောင်ထွက်ခဲ့တဲ့အေးငါမိုက်တယ်ကွာဆိုပြီးတော့ဗလာကောင်းကောင်းဇာကောင်းကောင်းလူတယောက်ထွက်လာတော့အမူးသမားကအေးမိုက်တဲ့ကောင်ထွက်လာလို့ရှိရင်ကြံတဲ့ကောင်နဲ့ငါနဲ့ချမယ်လို့ပြောပါတယ်ဗျာအခုလည်းအဲ့လိုပါပဲဗလာကောင်းကောင်းစာကောင်းကောင်းလူကိုဘေးဖယ်ပြီးတော့ကြံတဲ့ကောင်နဲ့ငါနဲ့ချမယ်လို့လောက်တာဟာအခု ရွေးကောက်ပွဲရဲ့အနှစ်သာရကြီးပါပဲရွေးကောက်ပွဲကိုချိတ်ချောက်ဟန်တာရဲ့နာကျင်စင်အပြင်းထန်နာကျင်စင်လို့ရှိရင်ထောင်တန်း9နှစ်ကနေ10နှစ်ပါတဲ့ကော်မရှင်ကလူတွေကိုချိတ်ချောက်လို့ရှိရင်နာကျင်စင်လို့ရှိရင်အပြင်းအပြင်းထန်နာကျင်စင်လို့ရှိရင်တော့ထောင်တန်း10နှစ်ကနေပြီးတော့အနှစ်20လို့ရေးထားပါတယ်မဲပြားမဲပုံမဲယုံတွေကိုဖျက်ဆီးလို့ရှိရင်ထောင်တန်း9နှစ်ကနေပြီးတော့10နှစ်ပါတဲ့အဲ့လိုမျိုးကိုပဲလူစုလူဝေးနဲ့လှုပ်လို့ရှိရင်တော့ထောင်တန်းတစ်သက်အထိ ပေးနိုင်ပါသေးတယ်ဗျာအဲ့ဒီအထက်ကလောက်ရက်တွေကိုလောက်ရမှာလူတရားရောက်သေခဲ့လို့ရှိရင်လောက်တဲ့လူကိုသေတံပေးမယ်လို့ဆိုပါတယ်ဟောလာပါပြီဗျာဟာသအမြောက်ဆုံးဥပဒေအပိုက်တစ်ခုဖတ်ကြဗျာတိတ်တိတ်ချာချာဖတ်ဖူးရဲ့ရှိအောင်ဖတ်ထားလိုက်ကြပါဥပဒေဆိုတဲ့ဟာတွေလည်းပါဒီလိုမထော်မနှမ်းမျိုးတွေကိုတွေ့ရဖို့ဆိုတာသိတ်လွယ်တာမဟုတ်ပါဘူးဒီခေတ်မှာလူဖြစ်လာတော့ဒါမျိုးတွေကိုတွေ့ရတာပါ ကျွန်တော်ကတော့ရည်ကျင်လို့ရှိရင်ခင်လိုင်းတို့အုံသီးတို့မျက်နှာတော့သွားကြည့်မနေပါဘူးဥပဒေတွေကိုဖက်လိုက်တာပါပဲတော်တော်ရည်ရတယ်ဗျအဲ့ဒီပြမှုတွေကျူးလွန်တဲ့အခါမှာပူပေါင်းကြံစည်ရင်ဖြစ်ဖြစ်အားပေးကူညီရင်ဖြစ်ဖြစ်အဲ့ဒါလို့လုပ်ခဲ့လို့ရှိရင်အားပေးကူညီတဲ့လူလည်းအပြစ်ဒဏ်အတူတူခံရမှာပဲလို့ရေးထားပါလေဗျာလူသိမ်းမှုကျူးလွန်လို့ရှိရင်ဒေတာအေးအဲ့ဒါလို့လူလူသိမ်းမှုကျူးလွန်တာကိုဘေးကနေရက်ကြည့်ပြီးတော့လက်ခုပ်တီးလို့ရှိရင်အဲ့ဒါလို့လက်ခုပ်တီးတဲ့ကောင်လည်းဒေတာမဲလို့ပြောချင်တဲ့သဘောပါကျူးလွန်တဲ့သူနဲ့အားပေးတဲ့သူ ပြစ်ဒဏ်အတူတူပဲဆိုတာကြားဘူးကြသလားဗျအဲ့ဒါလို့ဥပဒေမျိုးကိုတရားတယ်လို့ရောထင်ကြပါသလားမတရားမှန်တိတိကြီးနဲ့ဘာလို့များအဲ့ဒါလို့ရေးထားတယ်လဲဆိုတော့အစွမ်းကုန်၆ချင်လှန့်ကျင်လို့ရေးထားတာပါဒီဥပဒေနဲ့အရေးယူမှာနော်အရေးယူမှာနော်လို့ပြောနေတော့ဘာကိုပြင်းမြင်မိတယ်လဲဆိုလို့ရှိရင်ဓာတ်တရံရံနဲ့စိန်ခေါ်နေတဲ့လူမိုက်ကိုပဲပြင်းမြင်မိပါတယ်အဲ့ဒါကြောင့်ကျွန်တော်ပြောပါတယ် သူတို့ခင်မှာဥပဒေဆိုတာဒါတရားသူကြီးကလူမိုက်နိုင်ငံတော်အကြီးကဲဆိုတဲ့ကောင်ကလက်မတော်ဖုတ်တော့ပါလို့88အရေးခင်းကြီးပြီးတော့ဆရာကြီးတခင်ကိုတော်မိုင်းဟန်ပန်မျိုးနဲ့ရေးထားတဲ့နဘေတက်စာချိုလေးတခုထွက်လာပါတယ်တော်တော်များများကြာဘူးကြာပါလိမ့်မယ်ပြုတ်ပလေကြောက်တက်တဲ့အမျိုးပဲမို့ဥပဒေနောက်ထပ်မတိုးလိုက်ပါနဲ့အဲနောက်ဆုံးတစ်ကြောင်းတော့ကျွန်တော်မေ့နေပြီမေ့တယ်ပဲထားလိုက်ပါတော့ဗျာ အသက်တစ်ချက်ပြီးရင်တောင်ထောင်နှံသုံးနှစ်ချနေတဲ့ခကြီးကိုဗျ